ဇပိုးကအဆုတ်နော်အဆုတ်အဆုတ်ထိအဆုတ်ထိပြန်သွားတာနော်အဆုတ်ထိပြန်သွားတာနော်ဒီဟာနော်ဒီဒီလိုကြီးကြီးဖြစ်သွားတာနော်တော်တော်လေးနော်ဟိုစိတ်မကောင်းစရာခြေနေဖြစ်သွားတယ်ဟုတ်ကဲ့ယေရှုတင်နေဆိုတော့နောက်ဆုံးအဲ့ဒီဟာဖြတ်လိုက်ရတယ်သူရဲ့အဆုတ်ကိုပါယောဂါကပြန်သွားတဲ့အခါမှာအလုံးသိတဲ့အချိန်ကင်ဆာပိုးအဆုတ်ကိုရောက်ပြီဆိုတော့ဒါကတော့တော်တော်အမြန်ဆုံးနော်သွားနိုင်တဲ့အနေအထားမျိုးဖြစ်တယ်ဆရာဝန်တွေကနော် ဟိုဒီတဝဲမှာသူစကုတယ်ပြီးတော့ရကုန်ရောက်တယ်ဘနေရဲ့ဘလောက်တော့ပဲခံတော့မယ်လို့ပြောလဲဆောက်ဝင်းเนี่ยတပတ်လောက်ခံမယ်တလားလောက်ခံမယ်အမျိုးမျိုးပြောတယ်တပတ်သုံးဖို့တလားအဲ့လောက်ပဲခံမယ်လို့ပြောတယ်အဲ့ဒါကအဲ2000ဘလောက်လဲဘယ်နှခုနေလဲ2024အ2024 2024မှာတပတ်ပဲတလားပဲခံမယ်လို့ပြောခဲ့ဒီနေ့ဒီဘုရားရဲ့ခြေဆုတော်ကြောင့်အသက်ရှင်လျက်ကျမ်းမာလက်ကျွန်တော်မြင်တွေ့ခံစား ျွန်တော်ထင်ထားတာအဲ့ဒီယောဂါဖြစ်ပြီးတော့အဲ့ပေါင်ဖြတ်လိုက်တော့ပြီးသွားတယ်ပေါ့နော်မဟုတ်ဘူးတကယ်တော့အဆုတ်ထိရောက်တဲ့ယောဂါအဲ့ချိန်မှာအလုံးကစိတ်သက်ကြတဲ့ချိန်မှာ तू ကအရင်တော့တော့မယုံကြည်သူဖြစ်တယ်ဒီယောဂါဝိညာခံစားပြီးတော့ဆေးဝါမှာရှိတဲ့အချိန်မှာအင်းဝီဒီတင်းစကားကိုကြားပြီးတော့မှယေရှုကိုအသေးယုံခဲ့တဲ့အသားဖြစ်တယ်ဟာလေလုယာဟာလေလုယာတခါတလေကျွန်တော်တို့ကနာကျင်စရာခက်ခဲတဲ့ရာလို့ထင်ရပေမဲ့ ်ထာဝရတိအာမခံချက်ရခဲ့တဲ့ဒါရဲ့အသက်တာအတွက်ကျေးဇူးတော်ချီးမွမ်းစရာပဲဘေးနာ तू အစိတ်တက်ကြတယ် तू အမြဲတမ်းအားပေးတယ် तू မိနေရစိတ်တက်ကြပြီ तू အမြဲတမ်းအားပေးတယ်စေယုံပေါ်မှာเนาะအချိန်နေမကောင်းတဲ့အချိန်မှာ तू ကပြန်ပြီးတော့အားပေးတယ်ကျေးဇူးတော်ဖခင်ရဲ့ကျေးဇူးတော်เนาะဖခင်ကကျွန်တော်တို့အပြင် तू ရဲ့ပြောနေတဲ့စကားကတော့ဖခင်ကတာတာအတွက်အမြဲတမ်းအကောင်းဆုံးပြင်ဆင်ပေးထားတယ် hallelujah hallelujah ဆိုတော့เนาะအဲ့ဒီမှာ ပြီးခဲ့တဲ့နှစ်ပတ်မှာเนาะကျွန်တော်လည်းဟိုသွားတီသွားနေတခါလေးကြာရင်เนาะမစုံတာလည်းရှိတယ်လေဒါပေမဲ့ဖះကအလုတ်လုတ်တဲ့ခါမှာเนาะ pieces တွေအပိုင်းပိုင်းနေလို့ထင်ရပေမဲ့ဖះကတေချာပြင်ဆင်ထားပြီးသားဖြစ်တယ် hallelujah ဆိုတော့ तू ကခြေတူးရနိုင်ဖို့အတွက် तू ကအာဆူတောင်းတယ်ဆူတောင်းတယ်ကျွန်တော်လည်းမသိပါဘူးတေချာဘယ်လိုတောင်းလဲမသိဘူးဒါပေမဲ့စနေနေ့တိုင်းသူတို့မိသားစုကအစာရှောင်ပြီးဆူတောင်းတယ် ကျွန်တော်ကိုတခါမှမပြောဘူးတသားကိုခြေတုစီစဉ်ပေးပါဆရာလို့လည်းတခါမှမပြောဘူးဘသူ့မှလည်းမပြောဘူးဘူး तू ဟာအင်မတန်မှနော်မှန်ကန်စွာဖရားထဲမှာတဆင့်ပြီးတဆင့်ယုံကြည်ခြင်းမှာယဉ်ကျက်လာတဲ့သားဖြစ်တယ်ဟာလေလုယာဆိုကျွန်တော်လည်းမမေးဘူးတော့ခြေတုကိုစောင့်နေတယ်လို့ကျွန်တော်ကသိတယ်ဆိုတော့အဲ့ဒီလမ်းကြောင်းတစ်ခုပဲရှိမယ်ပေါ့နော်အဲ့ဒီ तू စောင့်နေတဲ့ခြေတုရတဲ့ခါရမယ်ပေါ့ကဲဝိုင်းလို့ဆရာချီလုပ်မယ်ပေါ့ဒါပေမဲ့ပြီးခဲ့တဲ့နှစ်ပတ်မှာကျွန်တော်လာပြီးတော့မှနှုတ်ဆက်ရင်းနဲ့ तू ဆယ်ဖို့တဖို့ လာပြီးအပ်တယ်ဆိုတော့ကျွန်တော်သူ့နာမည်လေးရေးပေးပြီးတော့မှကျွန်တော်ထည့်ပေးပြီးတော့မှဆူတောင်းပေးတယ်တသားပြန်တော့ပဲတဲ့ဟာဘယ်ပြန်มาလဲတဝဲပြန်တော့မယ် तू ကတကယ်တော့ဒီဇာတိမဟုတ်ဘူးတဝဲมาနေတာဆိုတော့ဘာလို့ပြန်มาလဲလို့ပြောတော့သူမျက်နှာတော့တစ်ချက်တော့မှန်သွားတယ်တသားခြေတူးကမရနိုင်တော့ဘူးသူမဟုတ်တော်တော်ကြာမယ်လို့ပြောတဲ့အတွက်ဒီမှာစောင့်တော့เนาะအိမ်နေငားနေရတယ်ဒါလည်းเนาะဖះကိုယုံကြည်တော်သူရှိသွားသူ့ကိုเนาะသူတို့မိသားစုကို အခါမဲ့ပေးနေခိုင်းနေဒါတွေလည်းရှိတယ်ဆိုတော့သူပြန်တော့မယ်ဆိုတော့စိတ်ထဲမှာမကောင်းအော် तू အရန်မျောလင့်နေဒီခြေတုမရပဲနဲ့ဘာလို့လဲဘာလို့လောက်ခက်တယ်လဲနော်ပြောရခါမှာသူ့ရဲ့ဒီခြေထောက်ကခြေတုတက်ဖို့ကဘာမှာခြေတုလုတဲ့အခါမှာအခက်ဆုံးထဲမှာပါတယ်တဲ့သူ့ရဲ့ခြေတွေကဆိုတော့ပေါင်ရင်းကနေဖြတ်တာဖြစ်တဲ့တွေ့ तू ကခြေတုဆိုရင် तू ကလွှဲဖို့ရန်အတွက်အားလိုတယ်ဆိုတော့ပေါင် အောက်လောက်ဒူးအောက်လောက်ဆိုတော့အရင်ဆင်ပြေတယ်တိုးတော့သူကပောင်ရင်းဖြစ်နေတော့သူကလွှဲရမရခက်တယ်ပြီးတော့ဒီကားတော့ပါအတူလောက်ရတာဟုတ်အဲ့လိုလောက်ရတာဆိုတော့အဲ့ဒါအောင်မှသူဆွရမယ်ဆိုတော့အင်မတန်မှခက်ခဲပြီးဈေးလည်းအရင်ကြီးတယ်လို့သိရဆိုတော့ဒီဆေးရုံကနေရမယ်ဟာမရတော့ဘူးတိုးဖို့ကြာမယ်ဆိုတော့စိတ်မကောင်းအဲ့နဲ့ဒီနားလေးမှာပဲကျွန်တော်သူဆူတောင်းပေးတယ်ဆူတောင်းပေးပြီးတော့မှဒါသာပြန်မယ်ဆိုရင်လည်းနော်အနည်းဆုံးတော့လမ်းစိတ်တော့ကျွန်တော်ပြင်ဆင်ပေးမယ်လို့သူ့ကိုပြောလိုက်တယ်နောက်နေ့ဖုန်းဆက်တော့လို့ ဲ့ဒါနဲ့စိတ်ထဲမှာတော့မကောင်းဘူး။အော်ဘယ်လိုလုပ်ပြလို့ရမလဲ။ဒါပေမဲ့ဒီမှာကျွန်တော်မိတ်ဆွေတွေစကားဝိုင်းပါညာလုပ်ပြီးတော့ပြန်ထွက်တော့အဲ့မှာကိုကျော်နဲ့မပါရီနဲ့အရင်တော့လည်းစကားမပြောဘူးပါဘူး။အဲ့အထွက်နားလေးမှာသူတို့ကစကားပြောနေကြ။ပြောပြီးတော့မှမပါရီကတော့မှအာသူညီလေးနဲ့အဲ့နေရအမိပါတွေလည်းမပါဘူး။ညီနေနဲ့နှစ်ယောက်ထဲလာကြတာတဲ့ဆရာတဲ့ဟုတ်တယ်လို့သူတို့အခုပြန်တော့မှဟာဒီမှာနေတာမဟုတ်ဘူးလားမဟုတ်ဘူး။တဝဲမှာနေတာတချို့ကဒီလိုလိုပဲတော့အစင်မပြေတော့တဲ့တော့ခြေတူးအစင်မပြေတော့တဲ့ပြန်တော့မှလို့ကျွန်တော်ပြောလိုက်တဲ့ခါကျတော့ ျွန်တော်တို့လေတယောက်နဲ့တယောက်မပြောဖြစ်ပေမဲ့ကြည်ရင်းနဲ့ကျွန်တော်အားလုံးအတူတူပြောဖြစ်ကြတာဘာဖြစ်ဆူတောင်းပြီးဒီလမ်းရှာရအောင်ဒါနဲ့မတ်နော်နော်ရှုကူလူရဲ့အမေမတ်နော်တကယ်လည်းချစ်စရာကောင်းတယ်မတ်နော်မမရှိလေဒီနေ့လာလာမတ်နော်ဒီနေ့ညနေပိုင်းမလာဖြူတင်နော်ဟုတ်ပြီ तू ကအမြဲအနဲ့အကူညီပေးတဲ့ तू ဖြစ် तू အရှင်းပြတယ်ဆရာဒီဟာဒီဟာဆေးရုံကနေရတော့ကြာမယ်ပြောတယ်အဲ့ဆိုတခြားနီလန်းမရှိတာလားလို့ပြောရှိတော့ရှိတယ်ဒါပေမဲ့ဈေးကြီးတယ်လေဆရာအဲ့ဒါကြောင့်မကတ်ရဲဘူးတဲ့ဟာတခြားနီလန်းရှိမှမသိလို့လေလို့ ီးလန်းရှိဘာဖြစ်ဖြစ်ကျွန်တော်တို့စူးစမ်းမယ်အဲ့မှာကိုကျော်တို့ဘာပါတွေတခါတည်းကျွန်တော်တို့တဝက်ပါဝင်မယ်ရအောင်ကျွန်တော်ချူတောင်းကြမယ်ဆိုပြီးတော့ချက်ချင်းเนาะပြောလာအောင်အဲ့ဒါနဲ့เนาะတခါတည်းကိုကျော်ကသူ့သူ့ရဲ့အဖွဲ့လေးနဲ့တခါစုံစမ်းတဲ့ခါညရင်းစုံစမ်းတော့အဲ့မှာလင်းလက်တောက်ပဆိုတဲ့အဲဒီခိမီဟိုနီးစနစ်တွေနဲ့လုတ်တဲ့ခြေတုလက်တုတွေလုတ်တဲ့အာ ဖွဲ့တော့တွေ့တယ်ပေါ့လေတွေ့တာနဲ့မနေ့ကျတော့သွားကြတယ်ဖုန်းဆက်လိုက်တာတဲ့၁၄နှစ်သားရွယ်ပေါင်ရင်းရနေဆိုတော့တီးတယ်အဲ့သားလေးလာတာနှစ်ခေါက်ရှိပြီတဲ့ဟုတ်သူတော့တော်တော်စုံစမ်းတာနော်ဒါမဲ့ဈေးရကြည့်တော့ပြန်လှည့်လာတာနော်တတ်နိုင်တော့သူစုံစမ်းရှာတယ်နော်ဒီရွယ်လေးကသူကသူသွားရှာပြီးကျွန်တော်တို့တော့မသိမနေ့ရှာရတဲ့အဲ့နေရာကိုလေဟာတဲ့ချက်ချင်းတီးတယ်အဲ့ကျွန်တော်တို့လည်းတဲ့လူပေးချင်တာဘလို့မအောင်မလူတိုင်းတော့ဟိုလူနိုင်မဲ့သူရှာခဲ့နော်လို့ပြောထားတာတဲ့ဆိုပြီးတော့မှပြောတော့ အဲ့မှာကျွန်တော်ရောက်သွားတော့နောက်နေ့ရောက်သွားတော့ဖြစ်ချင်တော့ရောက်နေ့ရောက်သွားသူတို့ကအဲ့မှာတာဝန်ခံတွေဟာဆရာနဲ့အပြင်မှာတွေ့ရပြီပါညာဆိုတော့ကိုကျော်ကယုံကြည်သူတွေပဲလားလို့ပြီးတော့ဟုတ်တယ်ယုံကြည်သူတွေပဲတဲ့ဟာလေလုယာဟာလေလုယာသူတို့ကကျွန်တော်တို့တဲ့လူတော့မလူတိုင်းပေမဲ့ပစ္စည်းဘိုးလေးပဲကျွန်တော်တို့ယူမယ်တဲ့တကယ်တော့ဒီလိုမျိုးဒီခြေတူးကဒီလိုဒီထားကသိန်း4500လောက်တကယ် international အဆင့်ပြီဆိုကြာမဲ့ဟာမျိုးဖြစ်တယ်တဲ့ဒါပေမဲ့ကျွန်တော်သိန်း120နဲ့ပဲကျွန်တော်ရအောင်လုပ်ပေးပယ်လို့ပြောတဲ့ခါမှာ ဟာလေလုယာအဲ့ပါကျွန်တော်တို့ကနော်ကျွန်တော်တို့ဟိုအဲ့ပါဆူတောင်းတဲ့ပုံလေးမတည့်ရပုံလေးတစ်ခါပြပေးပါဦးဆူတောင်းတဲ့ပုံလေးတွေအဲ့ပါကျွန်တော်တို့ကတကယ်တော့စုံစမ်းဖို့သွားတာဟိုရောက်တော့တစ်ခါလေနော်တိုင်းမယ်တားမယ်ဖြစ်သွားပြီတစ်ခါလေနော်ကိုကျော်တို့ကျွန်တော်တို့သွားတဲ့ခါမှာနော်ဒါကသူ့ရဲ့ခြေတော့အတိုင်းမယူခင်မှာကျွန်တော်တို့ဆူတောင်းတာမထင်မဲ့ပဲနဲ့တော့တစ်ခါတိုင်းမယ်ပါညာဆိုတော့နော်အလေကအဲ့ဒါဆရာနော်ဒီသူ့ရဲ့ခြေတူတွေလုတ်ပေးတဲ့ဆရာဖြစ်တယ်ဆိုတော့ကျွန်တော်တို့က တကယ်တော့စုံစမ်းပွဲသွားတာဆိုတော့ပတ်စံလည်းဘာမှမပါသွားဘူးတကယ်တော့ဟိုရောက်တော့တိုင်းပြီးသွားရင်တဝက်ပေးရမယ်ဆိုတော့ဟာတော်သေးတယ်အလူရှင်တဝက်ရှိထားပြီးသားမို့လို့ထာဝရဘုရားတောင်ပေါ်မှာပြင်ဆင်ထားပြီးသားဖြစ်တယ်ဟာလေလုယာတော်သေးတယ်နော်တဝက်မို့ပဲနဲ့ကိုကျော်တို့ကသိန်း40တော့50တော့ဆိုတော့ဘယ်ပြေရှာမှမသိဘူးသူကတဝက်တယ်ဟိုကတောင်းတာတဝက်ကွက်တီပဲဘာမှလုပ်ရမလို့ အာမင်ပူပြီးတော့ထူးဆန်းတာတွေရှိသေးတယ်ကျွန်တော်မုံရွာကအန်တီနွဲ့ဆိုတာရှိတယ်ကိုဗစ်မှာဆုံးသွားသူ့ရဲ့တမီးအမေရိကန်မှာမအိတ်ဆိုတော့ကျွန်တော်တို့အာအရန်ခင်တဲ့မိသားစုစကားမပြောဖြစ်ဘူးနစ်နေချင်းတော်တော်မပြောဖြစ်ဘူးလုံးဝမပြောဖြစ်ဘူးလို့ပြောရင်လည်းပုံမှန်တယ်အဲ့ဒါသူအမေရိကန်ကနေကျွန်တော်ကို page ကနေစာပို့လာဟဲ့တဲ့အမရဲ့ရောက်ရောက်ကတိရပါတော့အဲ့ဒီဟို ကလေးလေးတယောက်လေးတဲ့အဲ့ကူချင်းတယ်ပြောတယ်အစီအစဉ်ကြည့်တာဆိုဒီနားဒီတလောမှာဘာအစီအစဉ်ရှိတယ်လဲငါတို့တွေ့နေအစီအစဉ်ငလင်နဲ့ပတ်သက်ပြီးတော့လာကျွန်တော်စဉ်းစားလို့မရအောင်အဲ့တော့တော့ပြန်မေးလာပြီးတော့မှနောက်နေ့မှသူ့ရောက်ခတိကပြောတယ်တဲ့ဟိုပေါင်ရင်းကနေတော့ဖျက်လိုက်ရတဲ့ကလေးလေးကိုကူချင်တာလို့ပြောတယ်ဆိုတော့ဒီမှာဖြစ်နေတာကိုကျွန်တော်တို့ဘယ်သူမှမပြောဘူးနော်ဒါမဲ့အမေရိကကလူချင်းတယ်လို့လမ်းပြောလာတာဟာလေလုယာတောင်ပေါ်မှာထာဝရဘုရားပြင်ဆင်ထားတယ် အာမင်ဆိုကျွန်တော်ကဩဒေါ်လာ100နေရာလောက်ဖြစ်မလားဗောလေနော်သူမုတ်ဖိုးပုံနဲ့မျိုးကလေးကိုပေးချင်တာလားမသိဘူးဆိုပြီးတော့ကေပေးနေလေရောက်လေရောက်လာကြည့်လိုက်တော့23သိန်း5000ဖြစ်နေတာဟာလေလုယာဆိုတော့ဒီမှာနော်60တဝက်ကတော့နော်အပိုင်ရပြီးသွားပြီနော်ဆိုတော့23သိန်းဆို80ကျော်အဲ့မှာနေကိုကျော်တဲ့ကျွန်တော်ကဲဆူတောင်းနော်ကျွန်တော်အဲ့အဲ့ဆိုင်မှာရှိနေတဲ့ချိန်မှာပဲကျွန်တော်ဖုန်းဖွင့်လိုက်တာ เนาะ23သိန်း5000ပို့ထားတာအဲ့ဒီဆိုင်မှာပဲကျွန်တော်တခါတည်းတွေ့ရတာ hallelujah ha ဒါဆိုဘုရားအလုပ်လုပ်နေပြီအဲ့လိုပြောလို့ခဏနေဆရာကတော့အလူခံတော့မယ်ထင်တယ်လို့မထင်ပါနဲ့ amen ယေရှုတော်ကြောင့်လိုဝတ်တော်330ဟာခုနလေးမှပြည့်ပြီးသွားပြီဖြစ်တယ်